မန္တလေးမြို့မှာရှိတဲ့ချမ်းမြတ်သူကပရာဟိတလူမှုကွန်ရက်အသင်းရှင်းနေပြင်းတဲ့2014ခုနှစ်လူမှုထူးချွန်ဆိုရအထိမ်းမဲ့ပွဲကျင်းပခဲ့ပါတယ်။ဥကြော်စီတင်ပြပို့ထားပါရရှင်။2006ခုနှစ်မေလကလူ60လောက်နဲ့စတင်ဖွဲ့စည်းခဲ့တဲ့ချမ်းမြသူခပရဟိတအသင်းဟာအခုတော့အသင်းသား1500ကျော်ရှိနေပြီဖြစ်ပြီး2014ခုနှစ်မှာတော့မန္တလေးတိုင်းကချီးမင်းတဲ့လူမှုထိုးကျုံစုကိုရရှိခဲ့တာပါကျွန်တော်တို့လုံဆောင်ချက်ကိုလူကြီးတွေပေါ့နော်အခုအနာပိုင်ဖွဲ့စည်းဖို့ကျွန်တော်တို့ခုဆိုကျွန်တော်တို့ပေးတာကမန္တလေးတိုင်းဒေသကြီးစုကဖွဲ့ရချင်းချင်းကုန်ကြတော့ ချင်းချင်းကုန်ပြုတော့ကျွန်တော်တို့တကယ်လေအပြင်မှာကျွန်တော်ဆောင်နေတဲ့လူမှုကူညီရဟိုတင်တာမြင်တာကျွန်တော်တို့ကအတန်းဆောင်ယူချင်းကြီးခံကူညီဆောင်ရှောက်နေတယ်ဘာမှဘေးရနေစေလို့ကျွန်တော်တို့ကကြားကြရင်အချိန်နဲ့တပြေးညီကူညီဆောင်ရှောက်တယ်အဓိကတော့ဗျာခုဖြစ်နေတဲ့တဘာဝဘေးရနေရဆိုတာအများနဲ့သက်ဆိုင်တာဘူးအားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စတွေကိုကျွန်တော်တို့ကမလုခုံးမယ်အချိန်နဲ့တပြေးညီ တော့ရောက်ကူညီဆောင်ရွက်နိုင်တဲ့အတွက်ကျွန်တော်တို့ချီးမြှင့်နေလို့ပဲယူဆပါတယ်2013ခုနှစ်မှာမျိုးရင်းနိုင်အခမဲ့ဟူ494ကောက်ပို့ခဲ့ပါတယ်နောက်တစ်ခါအလူငွေနဲ့ပို့တဲ့ဟွာကတော့384ကောက်ရှိပါတယ်နောက်တကြိုစိမ့်နဲ့ကူညီဆောင်ရွက်ပေးတာ192ကောက်ရှိပါတယ်နောက်တစ်ခါနယ်ဝေးကိုလူနာနဲ့လူတွေပို့ပေးရတာ513ကောက်ရှိပါတယ်နောက်မြို့ပေါ်မှာဖြစ်တဲ့အစီးနဲ့ရေးပေါ်တွေက992ကောက်ရှိပါတယ် အသင်းရဲ့အနီးတစ်ပိုက်မှာရှိနေတဲ့မိခုံမဲ့ဘိုးဘွားနှစ်ရာကျော်ကိုလည်းစောင့်ရှောက်ထားပါဗျ။ကျမရဲ့ချို့တဲ့သူဘိုးဘွား၁၀ဦးကိုတော့စိတ်ဓာတ်အသေးစားဆက်လုပ်ပေးထားပါဗျ။ကြီးဘိုးဘွားတွေလည်းမှာကျွန်တော်မိခုံမဲ့ကြီးစောင့်ရှောက်ထားတာနှစ်ရာကျော်လောက်ရှိတယ်။ဘိုးဘွားတွေနှစ်ရာကျော်လောက်။နှစ်ရာကျော်တယ်။အဲ့နှစ်ရာကျော်တဲ့အဖိုးဘွားတွေလည်းမှာအချို့ကကျွန်တော်လက်ကွန်းလေးစောင့်ရှောက်အောင်မင်းအတက်ရွယ်ရှိတဲ့ဖိုးဘွားတွေပါတယ်လို့ကျမရေးပိုင်းမှာချို့တဲ့နေတဲ့ဘိုးဘွားတွေရှိတယ်။အဲ့လိုဖိုးဘွားတွေကျွန်တော်အဓိကစောင့်ရှောက်ဖို့ဆိုကျွန်တော်တို့က ဘောပေါ့နော်မိခုမဲ့ဒီလာနဲ့ဒီဘိုးဘွားတွေစောင့်ရှောက်ဖို့ကျွန်တော်တို့မှာလူကုန်လေဘိုးဘွားစိတ်သာဘုံစောင့်ဦးလူအပ်နေပါဒါကျွန်တော်တို့ဒီဒီဒီလာနဲ့တွေကိုကျွန်တော်တို့စောင့်ရှောက်ချင်လို့ပါအခုလက်ရှိလေကျွန်တော်တို့စောင့်ရှောက်တာကဘိုးဘွားဆယ်ဦးရှိပါနိုင်ကူညီမှုဆိုပေမဲ့အခမဲ့စေဘီကန်တွေတက်ကြီးဘိုးဘဆောက်ချုပ်တာတွေပညာရေးအနေနဲ့ထူးချွန်တဲ့ကျောင်းသားများကိုကျောင်းစိတ်ထောက်ပံ့တာတွေစာသင်ကျောင်းဖွင့်လှစ်တာတွေလည်းလှုပ်ဆောင်နေရလို့သိရပါဗျာကျွန်တော်ကြော်စီပါ